ိုချင်းတရားကဖရာချင်းစီကလာတာလားဒီနေ့ဒီအကြောင်းကိုပဲရှင်းလင်းတင်ပြသွားမှာပါခုပြီအမဲနဲ့အမားဆိုတာဘေးကစတာလေဒါကရာဇူပေါင်းများစွာတသက်ဖညာချင်းကြီးခေါင်းစားခဲ့ရတဲ့မိခွန်းကြီးပေါ့အဖြေတွေထဲကတစ်ခုကတော့ divine command theory လို့ခေါ်တဲ့ဖရာရဲ့အမင့်ကျော်ဆံရဲ့ဝါရပါပဲဆိုတော့အဓိကအချက်ကအမှန်နဲ့အမားဆိုတာဖရာရဲ့အလိုတော်ပုံပါပဲလုံလုံမူတည်နေတယ်ဆိုတာပါပဲကဲဒီဝါရကကိုချင်းတရားကိုအပိုင်းနှစ်ပိုင်းနဲ့ပဲလို့ရှင်းပြတာလဲခြိလိုက်ရအောင် ပထမဆုံးအနေနဲ့ကိုချင်းတရားရမန်ကန်ချင်းကိုဒီသီအိုရီကဘလို့တမလဲကြည့်ကြမယ်။အခေကရှင်းရှင်းလေးပဲ။ဘုရားသခင်အမိန့်ပေးထားရဲ့ရအားလုံးကမန်ကန်တဲ့။တစ်ဖက်မှာကြတော့ကိုချင်းတရားရမာယွင်းချင်းဆိုတာကိုရဘလို့ပြောမလဲ။ဒါလည်းအတူတူပဲ။ဘုရားသခင်တားမြစ်ထားတဲ့အရာမန်သမျှအားမာယွင်းတယ်။ဒီမှာသူ့ရဲ့စိတ်ဝင်စားစရာကောင်းတဲ့အချက်ကညီမချင်းမှာပဲ။အမိန့်ပေးလာနဲ့တားမြစ်တာရှင်းနေတာပဲ။ ဆလိုတာကလိုရဲ့တက္ကူမှာသူ့ရဲ့ကိုပိုင် ကောင်းခြင်းဆိုခြင်းဆိုတာမရှိဘူး။ဖះအလိုတော်ကပဲအဆုံးဖြတ်ပဲ။ဒီအချက်ကပဲဖះကိုဗဟုပြုတဲ့ရှင်းလင်းပြတ်သားတဲ့ကိုကျင့်တရားစနစ်ကိုဖန်တီးပေးလိုက်တာပေါ့။ဒါဖြစ်ဒီလိုယောရှင်တဲ့ရဲ့အဒီပေဖွန့်ဆိုအချက်ကပဲစဉ်းစားစရာမေးခွန်းချစ်တက္ကူကိုမွေးထုတ်လိုက်ပါ။ဒါကတော့အဓိကကြားတဲ့မိခုံပါပဲ။လိုရဲ့တက္ကူဟာဖះအမိန်ပေးလို့ကောင်းတာလား။ကောင်းလို့ဖះကအမိန်ပေးတာလား။